အားလုံးပဲမင်္ဂလာပါအဲ့တော့ဒီနေ့အဲကျွန်တော်တို့တချင်းချစ်သူတချင်းနားထောင်ရတာဝါသနာပါတဲ့နှစ်ချက်ဝါသနာရှင်တွေအတွက်နှစ်ချက်ကလေးတစ်လုံးကိုပြန်လည်ပြီးတော့ဖောက်တယ်ချပေးသွားမှာဖြစ်ပါတယ်အဲ့တော့နှစ်ချက်ကလေးရဲ့စလုံးမောင်းရတာ GLED ကို Gelato အဲ့တော့အပြည့်အမှရှာကြည့်တဲ့အခါကျတော့ရေခဲမုံအဲပါကင်ဖောက်မယ်ပြီးလို့ရှိရင်နှစ်ချက်က နားထောင်ရတဲ့အရာသားလေးတွေပြန်ပြောပြမယ်အဲ့တော့ဒီနေ့ချက်ကိုသုံးဖို့တဲ့သူတွေကျွမ်းကျင်တဲ့ဆရာကြီးတွေကတော့ကြော်သွားလို့ရပါတယ်သို့တော်လည်းတခြင်းကိုကောင်းကောင်းလေးအရာသားရှိရှိလေးနားထောင်ကြင်ရတဲ့တခြင်းချစ်သူတခြင်းဝါသနာရှင်တွေပြီးတော့နှစ်ချက်သုံးရတာသဘောကျတဲ့နှစ်ချက်ဝါသနာရှင်တွေကတော့ဆက်လက်ပြီးတော့ကြီးကျူးပေးသွားကြပါအောင်ခင်ဗျဘုံလေးဖြစ်ပါတယ်ဘုံလေးကိုကျွန်တော်တို့ ထုတ်ပါမယ် I'm Beso GR တဲ့နှစ်ချက်ထဲမှာပါလာတဲ့ဒါတော့အမီနူစာုပ်ဒီကတ်တလောက်ဒီဖြစ်ဖြစ်တယ်မဟုတ်လားမီနူစာုပ်ဒီကတ်တလောက်ဒီဖြစ်ပါတယ်နှစ်ချက်လေးပါသူကတော့ ဘယ်လိုလာမလဲဆိုတာဆက်ပြီးကြည့်ရအောင်เนาะအဲကျွန်တော်တို့ဒီမှာဘူးလေးဒီဘူးထဲမှာပါပါလဲဆိုတာပြီးရင်ဆက်ဖွင့်ပြမယ်ရောရောစေဒီနှချက်လေးတွေကဒါဖော်လေးပေါ့เนาะဖော်ထဲမှာတက်ထားတာပေါ့เนาะအတွင်းဘက်ကဒီလိုပါဆောစောကျွန်တော်တို့မြင်ရတာဒီလိုပါအဲကျွန်တော်တို့ ွင်းထဲကိုတွန်းပြီးတော့ဖြုတ်လိုက်ရင်လည်းရပါပြီအပြင်ကိုတွန်းဖြုတ်ရင်လည်းရပါတယ်ရတဲ့အခါမှာနှစ်ချက်လေးရတော့ဒီပုံစံလေးအတိုင်းပဲရှိပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါကျိုးထိုးတဲ့ပင်ပေါ့နော်ဒီနှစ်ချက်တွေရတာကျွန်တော်တို့ကျိုးလဲပြီးသုံးလို့ရတယ်ပေါ့နော်ကျိုးထိုးပြီးကျိုးထိုးမဲ့ပင်နေရာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ earpiece ပေါ့နော်ဒီဟာလေးတွေကျွန်တော်တို့ချိန်သုံးလို့ရတယ်ပေါ့နော် ောက်ပြီဆိုတော့ကျွန်တော်မပြခဲ့တဲ့ဘူးတွေကဘာတွေပါမလဲဆိုတာကျွန်တော်ကြည့်အောင်ဖွင့်လိုက်တဲ့အခါမှာအဘူးထဲမှာဒါကျွန်တော်တို့ရင်ငွေ့ဆုပ်တဲ့ဂျယ်လေးတွေပါတယ်ပြီးလို့ရှိရင် earpiece အပူပါတာလေးတွေပေါ့နော်အဲ့မှာသူကကြီးတာသေးတာလေးတွေ site ကလေးတွေရှိတယ်ပေါ့နော် small medium လက်ဘယ်လိုပါတယ်လဲတော့မသိဘူးပေါ့နော် loser တော့ဒါနှစ်ချက်မှာတစ်စုံဒီမှာနှစ်စုံဆိုတော့သုံးစုံပါတယ်ပေါ့နော် ဒါတော့နှစ်ချက်ကျိုးဖြစ်ပါတယ်နှစ်ချက်ကျိုးပါအဒီဒီမှာဒီနှစ်ချက်ကဒီဘက်မှာဆိုလို့ရှိရင်ဒါနှစ်ချက်နဲ့တက်မယ်ပင်လေးတွေပေါ့နော်မြင်ရလားမသိဘူးအဲကျွန်တော်တို့ပြပြမှာနော်ပင်လေးတွေရှိအဲအဲ့တော့ အဲပင်လေးတွေနဲ့ကျွန်တော်တို့ဒီနှစ်ချက်လေးတွေနဲ့တက်ကမှာဖြစ်ပါတယ်အဲ့တော့နှစ်ချက်နဲ့ကျွန်တော်တို့ကျိုးနဲ့မချိတ်ခင်မှာဘလို့ဘယ်ဘက်နဲ့ဘယ်ဘက်ကျိုးထိုးရမှန်းမသိလို့ရှိရင်ကျွန်တော်တို့ကတ်တလောက်ကိုကြည့်ရမှာဖြစ်ပါတယ်ဒီလိုမျိုးပုံစံပြထားတာဖြစ်ပါတယ်ဒီလိုမျိုးပေါ့နော်အဲ့တော့ကျွန်တော်ထိုးလိုက်မယ်ထားဆိုရင်တက်ပြီးတော့အရင်တစ်ဖက်ကျွန်တော်တက်လိုက်မယ်တက်ပြီးတော့အရင် ဒါဆိုရင်ကျွန်တော်တို့နှစ်ချက်ဒီလိုတက်လို့ရပြီပေါ့နော်တက်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီပင်နဲ့နှစ်ချက်ပင်နဲ့ဖုံးနဲ့ထိုးပြီးသုံးရုံပါပဲကျွန်တော်ဖုံးကတိုက်စီဖြစ်တဲ့အခါကျတော့ဟိုနှစ်ချက်ပေါက်မပါဘူးပေါ့နော်နှစ်ချက်ပေါက်မပါဘူးမပါတော့ကျွန်တော်တို့ကဘလို့ကျိုးတွေပြန်သုံးရလဲဆိုတော့ဒါသူ့ဒီဖုံးနေမှာပါတဲ့ original ကျိုးပါတိုက်စီတူ နှစ်ချက်ပေါ့ဗောနော်3.5 mm ချက်ဗောနော်အဲဒီလိုမျိုးတွေလည်းရှိပါတယ်ဒါဆိုရင်လည်းဒါဟိုကိုကထုတ်တာဗောနော်ဟိုကိုကထုတ်တယ်သူကြတော့ဘာအားသာလဲဆိုတော့သူ့မှာဒီကျွန်တော်တို့ charging ပေါက်ပါတယ်ကျွန်တော်တို့ဒီကောင်းလေးတွေကဒါတိုက်စီနဲ့ထိုးလိုက်တဲ့အခါမှာခြာကျင်သုံးလို့မရဘူးခြာကျင်ပေါက်မှဒီတိုက်စီကိုထိုးမှာလေတိုက်စီကောင်းကိုထိုးမှာထိုးပြီးတော့ဒီဘက်ကနေလက်ချက်နဲ့နားတော့မှာအဲ့ကြရင်ကျွန်တော်အာသွင်းလို့မရအဲဒီဟိုကိုကထိုးတဲ့ဒီလိုကျိုးလေးကြတော့သူကတစ်ဖက်မှာတမခြာကျင်ပေါက်ပါတ နော်ခြာကျင်ပေါက်ပါတယ်အဲ့ခြာပင်ခြာကျင်ပေါက်ကနေခြာကျင်အသွင်ထားရင်တဖက်ကနှချက်တက်ပြီးတော့နားထောင်လို့ရပါတယ်အဲ့တော့ကျွန်တော်စီမှာဆိုလို့ရှိရင်အခုလက်ရှိနှချက်3မျိုးရှိရပါတော့အာနှချက်3မျိုးဒါကတော့ကျွန်တော်တို့ဒီရိုးရိုးနှချက်ပေါ့နော်အဲ remax တို့ပါတို့စသဖြင့်အဲထုတ်ထားတဲ့ရိုးရိုးနှချက်ပေါ့ဒီနှချက်လေးလေးတော်တော်လေးကောင်းပါရဲ့အဲနောက်တစ်ခါကျွန်တော် audio technica ကထုတ်ထားတဲ့ဒီနှချက်ရှိရပါတော့ ပြီးလို့ရှိရင်အခုလက်ရှိဒါကျွန်တော်ပါကင်ဖောက်ထားတဲ့ဒီနှစ်ချက်လေးရှိတယ်ပေါ့နော်ဂျယ်လာတိုရှိတယ်အဲဒီသုံးမျိုးကိုကျွန်တော်ရှင်းပြီးနားထောင်ကြည့်လိုက်တဲ့အခါမှာအာဒီယူယူနှစ်ချက်ကလေးတွေကတော့ဒါယူယူနှစ်ချက်အလျောက်ပေါ့နော်အဲ့ဒီနေ့တံပိုးကလည်းကွာတာ ਉਹ တံပိုးကလည်းကျွန်တော်တို့အဖိုးပွားလားအဖိုးနဲ့မြည်တော့ကွာတယ်လေအဲ့တော့ဒီနှစ်ချက်ကလေးကတော့တောင်းကနေပဲရှိမယ်ဒီနှစ်ချက်တွေကတော့ဒါဒီနှစ်ချက်တွေတဲ့အစများစွာအစီကြီးတယ်ပေါ့နော် အဲ့တော့အရသာချင်းလဲကြွားပါတယ်အဲ့တော့ဒီနေ့ဂျက်ကလေးတွေလဲ base ကောင်းပါတယ် travel ကောင်းပါတယ်သို့တော်လည်းတကယ်တကယ်အတန်ဒီဖုံးကဘောလူးတင်လို့ base ပြင်းပြင်းထွက်တဲ့ခြေမျိုးတွေဆိုရင်ဒီနေ့ဂျက်ကလေးတွေကတိတ်မနိုင်ပါဘူးเนาะအရသာလဲနောက်တစ်ခါကျွန်တော်တို့စောင်းပေါက်ကြီးတွေကိုဖွင့်ပြီးတော့နားထောင်တဲ့အရသာမျိုးဟိုခံစားရမှာမဟုတ်ဘူးဗောနော်ဒါသူ့ဖိုးနဲ့သူကတော့ဒီလိုမျိုးပဲရမှာဖြစ်ပါတယ်ကျွန်တော်ကြံခဲ့တာလေးတစ်ခုရှိပါတယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ ဒီရိုးရိုးရောင်းရတဲ့နှစ်ချက်တွေကတော့ဖုံးပြောလို့ရတဲ့နှစ်ချက်တွေများပါတယ်။အရစ်ကောင်းလေးတွေကြည့်လို့ရှိရင်ဒီလိုမျိုးအရစ်ကလေးတွေနဲ့တွေ့ရပါမယ်။နော်အရစ်အမဲရစ်ကလေးတွေသုံးရင်းနဲ့တွေ့ရမှာပေါ့နော်။အဲဒါသူတို့ကတော့မိုက်လဲပါတယ်နှစ်ချက်လဲပါတယ်ဒီမိုက်ဒီအခုနိုင်ရှိဒီနှစ်ချက်တွေမှာလဲမိုက်ကောနှစ်ချက်ကိုပါတယ်ဖန်ရှင်ပါတယ်မိုက်နှစ်ချက်တွေရှိတယ်ကြိုးတွေရှိတယ်ပေါ့နော်အဲသို့တော်လဲအခုလက်ရှိဒီ နှစ်ချက်ကတော့ဒါကျွန်တော်တို့တချင်းတည်တဲ့နားထောင်မှုနှစ်ချက်ဖြစ်ပါတယ်ခင်ဗျာဟုတ်အဲ့ရနေပြီးတော့ကျွန်တော်ဒီနှစ်ချက်ကြီးပေါ့နော်ဒါ audio technique ကထုတ်ထားတဲ့အဲနှစ်ချက်ပေါ့နော်ဒီနှစ်ချက်နဲ့ကျွန်တော်နားထောင်လိုက်တဲ့အခါမှာအရသာကတော့ကျွန်တော်တို့ base တန်ကတော့ကျွန်တော်တို့ sound box တွေမှာနားထောင်နေရသလိုမျိုးနားထောင်ရတယ်အဲအဲ့ဒီလိုပဲဟောဒီနှစ်ချက်ကလည်းဒီနှစ်ချက်လိုပဲ base တန်ကဒါ sound box ကြီးမှာနားထောင်နေရသလိုနားထောင်ရတယ်သို့တော်လည်းဒီနှစ်ချက်နှစ်ခုမှာ quality မှု ကျွန်တော်တွေ့တွေ့တာကဘာလဲဆိုတော့ဒီနှစ်ချက်ကကျွန်တော်တို့အဲ low mid height ကို PP တတပို့ပြီးတော့ထုတ်နိုင်တယ်ဒီနှစ်ချက်ကတော့ကျွန်တော်တို့အဲ base တန်ကတော့ PP တတထွက်တယ်သို့တော်လည်း mid height တန်မှာကျတော့အဲဒီနှစ်ချက်လောက်ဟိုជីជីတောက်တောက်ကလေးထွက်တာမတွေ့ရအောင်အဲ့တော့ဒီနှစ်ချက်မှာကပို့ပြီးတော့ထွက်တာကဘာလဲဆိုတော့ height တန်အဲ height တန်ပို့ထွက်တယ်မဟုတ်နော် height တန်နေပို့ထွက်တယ် အဲ့လိုမျိုးတော့ရှိရဲအဲတန်မိုးကြတော့လေဒီနှစ်ချက်ကတော့ပို့ပြီးတော့ကြီးတာပေါ့နော်ဒီနှစ်ချက်ကပို့ပြီးတန်မိုးကြီးရဲဒါကတော့ကျွန်တော်တို့စတရီကိုမှအများဆုံးအဖြစ်သုံးရတဲ့နှစ်ချက်ဖြစ်ပါတယ်အတန်ကတော့ပို့ပြီးတော့ညိနေတယ်အဲကျွန်တော်တို့တချင်းတန်ကိုနားထောင်လိုက်တဲ့အခါမှာဆိုလို့ရှိရင်ဒီနှစ်ချက်ကအတန်ကိုညင်ညင်လေးသွားတယ်ဒီနှစ်ချက်ကတော့ကျွန်တော်တို့ပြောမှဆိုရင်စောင်းပေါက်ဒီနေနားထောင်မှဆိုရင်ကျူတာဆွတ်ဆွာလေးနဲ့နားထောင်နေရတယ်လို့အရသာမျိုးခံစားရတယ် base low me high နားထောင်ရတဲ့အရသာကတော့ဒီနှစ်ချက်နှစ်ခုစလုံးကတော့ဒါ စောင်းပေါက်ကြီးတွေနဲ့ဖွင့်ပြီးနားထောင်နေရတယ်လို့အရသာကိုခံစားရတယ်။ကွာတာကဒီနှချက်ကြီးဒီကျွန်တော်တို့ဟိုပြောမှဆိုရင်ပေါက်မှာဒီကျူတာဒုံးကျူတာတွေမတုံးမနဲ့ရိုးရိုးဟိုဟိုက်ခွက်လောက်ပဲတုံးပြီးတော့ဖွင့်တဲ့ပုံစံမျိုးလေးခံစားရပြီးတော့အဲဒီနှချက်ကတော့ကျွန်တော်တို့ဒုံးကျူတာတွေနဲ့တုံးထားတဲ့ပုံစံမျိုးအရသာမျိုးခံစားရတယ်။ base တန်ကတော့ဒီနှချက်နှစ်ခုကတိတ်ပြီးတော့မကွာပါဘူး။ဒီနှချက်ကတော့ နားကိုအလုံးတက်ထားတော့ပို့ပြီးတော့အရသာရှိရပါတော့အဲသို့တော်လည်းဒီနေ့ချက်ကြီးတွေကသွားလျာတည်သွားလို့အဆင်မပြေဘူးသွားလျာတည်သွားခြင်းတော့ဒီနေ့ချက်ကလေးတွေကတော့အဆင်ပြေရဲ့အဲတော့ကျွန်တော်တို့နားထဲကိုဒီကျိုးလေးတွေကကျိုးလေးတွေလာလာထဲမှာဒီလိုအောက်ကလေးတွေနော်အဲပြော့ပြော့လေးအဲတော့နားထဲကိုကျွန်တော်တို့ထည့်မယ်ထည့်ပြီးကျွန်တော်တို့နားလေးပေါ်ကနေပြီးတော့ဒီလိုတင်ထားမယ်ပေါ့နော် အခုလက်ရှိကျွန်တော်နားထောင်နေတာဆိုရင်ဒါကျွန်တော်ရဲ့ဟိုနဲ့ဂီတာမူးဆရာကိုချမ်းကိုနိုင် ဖန်တီးပေးထားတဲ့တီလုံးလေးပေါ့နော်အဲအဲ့မှာဆိုလို့ရှိရင်ချွင်ချွင်ဆိုတဲ့အတန်လေးတွေအရသာတခါတည်းကြည်တောက်နေအောင်ထွက်လာတယ်အဲ base line ပေါ့နော်အဲအဲ့မှာ quarter တော့ဒီဒီကောင်ကနားအုပ်ထားတဲ့နှကြက်မဟုတ်တဲ့ခါကျတော့ဒီနားအုပ်ထားတဲ့နှကြက်လောက်တော့ base line ကတိတ်ပြီးတော့ဟိုစွာမှာမဟုတ်ဘူးပေါ့နော် ို့တော့ဒီလိုလေးဖိနှားထောင်မယ်ဆိုရင်တော့တော်တော်မိုက်တယ်အဲဒီလိုလေးဖိနှားထောင်လိုက်လို့ရှင်ဖိနှားထောင်လိုက်လို့ရှင်တော့ပို့ပြီးတော့မိုက်တယ်အဲသူကဒီကိုနော်အဲ့နေပေါ်တော့နားပေါ်ပို့ပြီးတော့ဖိပြီးနားထောင်လိုက်မယ်ဆိုရင်တော့ပို့ပြီးတော့မိုက်တယ်ပေါ့နော် အတန်းကြီးတာချင်းတော့အတူတူပဲဒါပေမဲ့ဆောစောကျွန်တော်ပြောခဲ့သလိုပဲအဲဒီနေ့ချက်ကြတော့သူကဒီမိဟိုက်အတန်ညိမ့်နေညိမ့်နေဆိုတာဟိုအေးတယ်ဗောနော်ဒီဒီနေ့ချက်မှာကျတော့မိဟိုက်တန်ဆွာတယ်အဲအဲ့အဲ့ပုံစံမျိုးလေးတော့ခံစားရတယ်ဗောနော်အဲ base line မှာကတော့ဒီနေ့ချက်ကြီးကတော့ဒါနားလုံတော့ပို့ပြီးတော့မိုက်တာဗောတန်ဖို့လဲကွာတယ်လေအဲကျွန်တော်တို့သချင်းသားထောင်းညင်းနဲ့သချင်းကိုအရသာရှိရှိလေး နားထောင်နေတဲ့သူတွေရှိလို့ရှိရင်ဒီလိုနဲ့ချက်လေးတွေဝယ်သုံးပါအဲ့တော့တန်ဖိုးအပြင်ဆိုလို့ရှိရင်ဒီနှစ်ချက်ကလေးတွေကကျွန်တော်တို့၄000 5000ဝန်းကျင်နေစရတယ်ဗောနော်အခေါ်ကတော့ IEM နှစ်ချက်လို့ခေါ်ပါတယ်အရှိကောက်သိချင်တော့ Google ခောက်ကြည့်လိုက်ပါအဲ့တော့အားလုံးပဲပြာဝေးတော့ကကဲတောင်းတာချင်းနေပြေဝါစွာနဲ့တခြင်းအရာသားများကိုအနှစ်သာရပြည့်ပြည့်ခံစားနားဆင်နိုင်ကြပါစေခင်ဗျာ